ကက်ခဲရှိရတာဟုတ်လားဒေါသတွေရန်ထွက်နေတဲ့နောက်အဲ့လိုမရတော့ဘူးဆိုတာမျိုးတွေဖြစ်တဲ့တဲ့အဲ့ဒါဆိုရင်ဘာဖြစ်တဲ့အခြေအနေလဲအဲ့လိုမရရင်တော့ရှင်မရရဲ့၃ရက်လောက်အိမ်မရရင်ဒါတော်တော်ချင်းနေဆိုးလာ နားတဲ့လေဒီပါတွေထွက်လာနားတဲ့လေဒီပါထွက်တာအူးနဲ့ဖြစ်လာဒါဒါခန္ဓာကိုယ်ကတော်တော်ကြီးကိုတုံ့ပြန်နေရှင်မ၅ရက်တစ်ပတ်လောက်အိမ်မရဘူးဆိုတော့သေဖို့တာပြန်တော့သိတ်ကြောင်းသွားပြီအဲ့လို့ စေးတော့ရင်တော့တော့ဆရာဝန်နေနဲ့ပြန်ပြောတော့မိုးရင်သူကြောင်းသွားပြီဟုတ်ဘူးလားအိမ်မရဘူးဆိုတာနဲ့ရှင်မကြောင်းတော်ကန်းန်းနေသူလျှောက်ပြီးတော့ထင်အောင်ထင်မားနေအများကြီးဖြစ်တော့မလဲဗျာအနည်းဆုံး psychosis ကစပြီပေါ့ neurosis တွေဟုတ်လားအမျိုးမျိုးဓာတ်တွေပေါ်ပေါ်လာမယ်အဲ့အရာကဘာနဲ့ဖြစ်လာလဲဆိုတော့စိတ်ပိသိမှုနဲ့ဖြစ်လာတဲ့ဟာတွေပေါ့အဲ့ဒီပြီးတော့တို့အဲ့သဘောတရားတွေပေါ့ဗျာကိုယ့်ရဲ့မိသားစုဝင်တယောက်နေဆုံးသွားတယ်ဆိုရင်အမှတ်တရပေါ့ မှတ်တရားပါ safety thing တွေရမှတ်နေတယ်ပြောလို့အကက်ကက်ကြီးပေါ့ကွာအရှင်မြတ်တို့ဖုန်းတွေထဲမှာဒီပြောထည့်ပေးတာပါတယ်နောက်တစ်ခါထောင်ကြတယ်ရမှတ်80ပေါ့အမျိုးသမီးတွေဆိုကိုဝင်ရတယ်ဒါမှမဟုတ်ကိုမိကိုမိမကိုဝင်ရတယ်အမှတ်60ပေါ့အဲယောဂဖြစ်တယ်ငါသက်တော့ရှင်ပြတို့ပြည့်ပြီးရောရှောက်မဖြစ်နဲ့နော်ကိုဝင်ရတာဒီပဲရှောက်မဖြစ်ရအဲလူတွေအားလုံးနဲ့သက်ဆိုင်နေတဲ့ဟာတွေတို့ပြောတာနော်နောက်တစ်ခါ မင်္ဂလာဆောင်နေမင်္ဂလာဆောင်ဖို့အတွက်အစီအစဉ်တွေဆွဲပြီးဆိုတော့အဲ့ဒါသိပြီသူတွေများလာရမ်းမှတ်90ပေါ့အဲ့ဒါမျိုးတွေပေါ့ဗျာအဲ့ဒါမျိုးတွေလိုက်ပြီးတော့ဖြည့်လိုက်မယ်ဆိုရင်ရှင်များတို့ဖုန်းထဲမှာဒီတော့ထည့်ပြီးနော်ကိုနဲ့သက်ဆိုင်နေရာဖြည့်အဲ့ဒါဆိုတော့ရမ်းမှတ် interpreting လုပ်တဲ့အခါကျတော့ score ကဘယ်လိုမျိုးရှိရမလဲပေါ့ရမ်းမှတ်190အောက်ဆိုရင်ပါတယ်ဒါအချင်းနေကောင်းပါတယ်ဒါအသိပူပန်စရာမဟုတ်ပါဘူးစိတ်ပစီမှုဒါပုံမှန်ဖြစ်နေကြအနေထားပဲရှိတယ် ဒီလောက်ကတော့လူတိုင်းကြည်ဟုတ်လားခဏအနာဂယန္တာမဖြစ်သေးတွေလူတိုင်းရှိနေတာရမတရား900အကြာဆိုရင်ပါလဲနည်းနည်းအနာယူဖို့လိုပြီဒါအနာယူမှရမဟုတ်ရင်ဒီ exhaustion state ကိုရောက်သွားနိုင်ရမ300နဲ့ထက်ဆိုရင်တော့အဲဆရာဝင်ပြတော့မဟုတ်ရင်ရှင်များတို့တရားလေးရောက်တော့စိတ်ကူးစိတ်ကူးရောက်တော့ပဲဒီလိုအချိန်တွေဖြစ်သွားနိုင်တယ် ဲ့ဒါစိတ်ပညာဆိုတဲ့ဘောကနေဘက်အားကျယ်နေဘက်အားကျယ်ကျယ်တာဖြစ်တဲ့အတွက်သူကတချို့စိတ်ယောဂါကကုလို့ပျောက်နိုင်တယ်အတော်နေတဲ့အတိုင်းတာပုံမှန်တာတချို့ကြတော့သူနဲ့အတူတူရှိနေတဲ့သူတွေကပညာသားပါပါနဲ့သူ့ကိုအတူတူရှိပေးနေတယ်အထိတ်ရောက်ပေးနိုင်တယ်ဆိုရင်ဒီယောဂါရင့်မလား တချို့ကြတော့ဘလုံးမကိုမပြောင်းနိုင်ဘူးဒီယောဂနဲ့ပဲသေမယ်ဆိုတဲ့အစ်စ်နေလည်းရှိစိတ်ပီစီမှုတွေကလေအဲ့ကြောင့်ဒီလိုတို့ဒါလေးတွေကိုသတိထားပြီးတော့ तू ကဘလို့အချိန်နေလောက်ရှိတလဲဆိုတာကိုဒီလိုတို့အကက်ခက်တက်ဖို့လိုပါတယ်ဟုတ်ပြီဒီလိုတို့မနှက်ဖန်ကြရင်တော့ဗုဒ္ဓရှုတော်ကနေပြီးတော့ချင်းကပ်မယ်ဒီနေ့ဒီလိုတော့နိုင်ငံတကာကတို့တွေ treatment ယူတဲ့ပုံစံလေးတွေကိုတို့ကြည့်ရ stress management in your life ကျွန်တော်တို့ stress management လုပ်တော့မယ်ဆိုရင် stress ကတော့ကျွန်တော်တို့ရှိလားမရှိဘူးလားအဲလူတိုင်းတစ်ပါးချင်းဒီတိုင်းမှာရှိတယ်เนาะတပည့်တော်မှာလည်းရှိတယ်မရှိဘူးဆိုတဲ့နေ့မရှိဘူးအနည်းနဲ့များပဲကွာခုန150တက်တက်မသွားဘူး score အဲ့ဒီခေတ်မှာတပည့်တော်တို့ဟာ AC ပဲတိတော်မသိတာလိုက်ဆို150အထက်ရောက်သွားပြီ300ပဲနှီးလာပြီဆိုတော့တော်တော်သိတာသွား300ကျော်လောက်အောင်တိတော်တပည့်တော်မဖြစ်သေးဘူးပေါ့ဒါဖုန်းကြီးလည်းဖြစ်တယ် တခြားနိုင်ငံဆိုရင်တခြားနိုင်ငံလူတွေဆိုရင်တော့ဗုဒ္ဓအဆုံးမရမှတ်တဲ့သူတွေယူရိုနိုင်ငံရဲ့အခြေအနေမျိုးဆိုရင်ပြယူယူကြောင်းသွားတဲ့သူတွေကိုယ့်ကိုယ်တက်သေးတဲ့သူတွေအများကြီးဖြစ်မယ်ယူရိုနိုင်ငံကတော့ဒူဝေတာပဲခံတယ်စီတိုးကလည်းအဲစီတိုးတဲ့နေရာမှာရှင်ပြဘောက်လေးဖွင့်ပြီး AC ပဲစန်တိုးလည်းစန်တိုးတဲ့နေရာမှာ AC ပဲယူရိုနိုင်ငံအတော့ကိုဒူဝေတာပဲခံတဲ့ဟာဒီဒီအကုသိုလ်ဌာန်တွေထဲမှာနေခဲ့တာများတော့လေဟဲ့လားပေါက်တဲ့နဖူးမထူးတော့ဘူးဟာဆိုတာမျိုးကနေတတ်သွားတယ် အဲ့ဒါလည်းမဆိုးဘူးပဲမဆိုးဘူးဘာသာရေးရှုတော့အကြဒါအမြဲတမ်းမဖြစ်ပါဘူးအနေသာပါပဲမမြဲတဲ့ဟာတွေပဲဟောဘဝရလာဒီတိုင်းပေါ်ဆိုတာလည်းမျိုးလေးရှိတယ်တနေ့ကဒီကစီတွန်းနေတဲ့နေရာဟောကားပေါ်အတွက်စားစရာတောက်စရာတွေဟန်ကြအိမ်မှာမိန်းမတွေရှိတဲ့အခါကျတော့မလွတ်လပ်ဘူးလေကညာ ABC တို့ရတာဆိုတော့အစင်အောင်ပြေးနေတယ်မှာဖဲဝိုင်းလေးတွေရောပါတယ်ဒီလိုနိုင်ငံအစင်ပြေးတယ်ဘလို့နေနေရဟုတ်လားတခြားနိုင်ငံမှာတော့အဲ့လိုအဲ့လိုခက်ခဲကြီးတွေတိတ်ကြုံသွားရင်ယူသွားပြီးတော့ကိုယ့်ကိုယ်တတ်သေးသွားပြီးတော့မခံနိုင်ဘူး ဲ့တော့တို့ကတော့ကုစားနည်းတွေဒီလိုပြောထားပါတယ် meditation practice လုပ်တာတွေ exercise လုပ်တာတွေအဲ့ဒါတွေပြောလို့လေ့လာကြည့်အောင်ဒီမှာခုနှစ်ချက်နံပါတ်၁ကပါလေအဲ့ဒီ British exercise လို့ခေါ်တာပါအဲ့တော့ British exercise ကတော့နိုင်ငံခြားကတော့ရှူလိုက်တဲ့ဆိုရင်ခဏနဲ့တင်းနဲ့3 4 5 6ခခဲ့တချို့ကြလေအဲ၈၄၈တချို့ကြလေဒီလိုရှိတယ်တချို့ကြလေခုနတင်းနဲ့3 4 5 6ခော 9653နှစ်တဲ့ဒီလိုမျိုးတွေသွားတာရှိတယ်။အောက်ထားတာမျိုးရှိတယ်။ပြီးမှကဏ္ဍနဲ့ပြန်ထုတ်တယ်။ကဏ္ဍနဲ့ရှူတယ်။အောက်ထားတယ်။ကဏ္ဍနဲ့ပြန်ထုတ်တယ်။အဲ့လိုမျိုးတွေရှိတယ်။ဒီပြည့်တော်ကဏ္ဍနာနီးနေတော့မတူးနော်။ဒီလိုထာကရာပြတဲ့ကဏ္ဍနာနီးကဘယ်လိုပြောဝင်လေထွက်လေ1ဝင်လေထွက်လေ2ဝင်လေထွက်လေ3တက်ကနေ5အထိ5ထက်တော့ရုပ်လို့မရ။10ထက်လေပို့လို့မရ။ ဝင်လူတက်လေး9 9နေဝင်လူတက်လေး1တက်ကနေ6ဝင်လူတက်လေး1တက်ကနေ9တိဝင်လူတက်လေး1တက်ကနေ8တိဒီလိုမှတ်တာဒါထကရာပြနည်းနည်းတော့ခတ်တယ်အဲ့တော့ဒီတော့တော့ပုံတစ်ခုပဲထားတယ်ဝင်လူတက်လေး1တက်ကနေ9တိပုံမှန်ထားလိုက်တယ်တက်ကနေ9တိပုံမှန်ရှိတာပဲတက်ကနေ9ပြည့်ပြီဆိုရင်တဝါရနောက်နဝါရ3ဝါရ4ဝါရဇက်တိုက်9ချိန်လောက်ဇက်တိုက်ရအောင်စိတ်တွေမထွက်အောင်စိတ်တွေမဝင်အောင်ပေါ့အတွေ့တွေမပြားအောင် အတွေ့တွေဝဲမလားကြာကြာနာနာအာုံစိုက်ပြီးတော့ရှူလိုက်ရှိုက်လိုက်တယ်ဆိုရင်အဆင်ပြေသွားတယ်ရှင်ဝင်လေထွက်လေက10မိနစ်ကို12ကြိမ်ရှိတယ်တိတ်ကနေ6ထိတရားကုန်တော်ဘူဇော်တော်အဖြစ်ပြဝင်လေလေတိတ်ကနေ6ထိရင်းမဲ့ဆိုရင်တိတ်ကနေ6ထိနှစ်စုံဆိုရင်10မိနစ်အဲ့တော့ဒီစိတ်ပညာကနေပြောတာတယ်စိတ်ကိုယ်တဲ့မိနစ်40ကြာတိုင်း10မိနစ် reset ချဖို့လိုတယ်ဒီလိုဖုန်းတွေပါလေဆို reset ချရလေကွန်ပျူတာဆိုရင် reset ချရလေ ပါဝါအော့ဒါနဲ့ reset ချတာနဲ့မတူဟိုအိတ်တက်အိတ်လိုက်တာပါဝါအော့ဒါနဲ့တူတယ်ပေါ့ဗျာ reset ချရဲဆိုတာစိတ်ကို reset ချရတာ reset ချတာဒီပါလေဟို cache file တွေပါလေပေါ့ဗျာချမ်းပြစ်နေတဲ့ file တွေပါလေရှင်းထုတ်လိုက်တာနဲ့တူတယ်ပေါ့ဟုတ်တယ်မလားအဲ့လိုမျိုးပေါ့အဲ့ဒါတော့ဒီလိုဒီဟာလဲအဲ့လိုပဲ bd exercise ဝင်လေတော့လေမှတ်ပြီးတော့တိတ်ကနေ6တီနှစ်စုံလောက်မှတ်မယ်ဆိုရင်10မိနစ် ဲ့ဆိုတနာကြီးပြည့်တိုင်းအ ਨੇ စုံ10မိနစ်လောက်အချိန်ပေးပြီးတော့အဲ့လိုမှတ်မယ်ဆိုရင်တနေ့ကလူကမပင်မှန်းတော့အများတန်း research ချနေတယ်ဟုတ်တယ်မလားမပင်လည်းမပင်မှန်းဘူးပို့ပြီးတော့လှုပ်ဆောင်ချက်တွေပို့ပြီးမြင်လာတာတွေ့လိမ့်အဲ့ဒါရှင်များတို့ခုဝိပဿနာတရားတွေအားထုတ်ရင်အားထုတ်နေတိတ်ပင်မှန်းလာရင်သမထဘက်ကိုပြန်ပြီးတော့အနားယူရတာတွေမရှိဘူးလားအဲ့ဒါကိုဒီလိုအထာကတာတော့ဘယ်လိုပြလက်နက်တွေတိုက်ပြီးခိုက်ပြီးတဲ့အခါ နော်တုံသွားတာတွေရှိတယ်ပဲ့သွားတာတွေရှိတယ်နောက်တန်းကိုပြန်ပြီးတော့ဘဖဲမှာပြန်တက်ရတာမရှိဘူးလားအတ္တမထာထဲမှာပြန်ပြီးတော့အချင်းတစ်ခုပြန်ယူပြီးအင်အားဖြစ်လာရင်ဝိပဿနာပြန်ရှုဒါအတ္တဆုတ်ခံစစ်တိုက်စစ်ပူစစ်ခွာစစ်အဲဒါလေးတို့စနေတကျလုတ်တက်ရင်မပင်မမနဲ့တရားအားထုတ်နိုင်တယ်ပေါ့ဗျာကဲဟုတ်ပြီအဲ့တော့ရွတ်တော်ဟာအသက်ရှူလေးခြင်းကံကိုတပြိုတော့လူတွေတင်တဲ့အခါနိုင်ငံတကာလာတဲ့ဤတွေကိုတော့မပြောတော့ဘူးကဏနာဤကို ပေးလိုက်တယ်တိတ်ကနေခွန်ကြီးမှအဲ့လိုပေးလိုက်တာ အနည်းအမြန်အစင်မှာတဖန်ရည်အတွက်နီးဒေဒီကျတော်ဘုရားကြီးကတော့အာနာဝနာဒီမနီမှာကင်ထားတော့အဲ့ဒါ British SSI ကနိုင်ငံတကာမှာလဲ strap ကုစားတဲ့နေရာမှာတက္ကနစ်တစ်ခုအနေနဲ့သုံးနေကြပါလေသူတို့ကတော့ခုပြောတယ်ကနန်း၅ခုရည်တဲ့ထားတော့ပြီးရင်၅ခုလောက်အောင်တယ်ပြီးရင်၇ခုလောက်ပြန်ထုတ်မယ်အဲ့ဒါမျိုးဝင်လေဆို1 2 3 4 5ပြီးရင် အောင်ထားတဲ့နဲ့1 2 3 4 5 6အပြင်ပြန်ထုတ်တင်းနေတောင်း၄၅၆ခေါ်ဒီလိုမျိုးပေါ့အဲဒါတော့ကနန်းကတရားနဲ့တရားမတူအဲ့လိုမျိုးသူတို့ကကူစားတယ်အဲ့တိုင်းအကျင့်ဆယ်ကျင့်လောက်တို့မို့အကျင့်နေတဲ့လောက်ရှူလိုက်ရင် your stress feeling တွေက cancel ဖြစ်သွားပြီလူကပေါ်ပါ relax ဖြစ်သွားပြီအဲ့တော့အခုဒီပြီးတော့ပြောတာကရှင်များတို့ဝင်လေထွက်လေက ပုံမှန်ရှူရိုက်တဲ့ဟာလူတယောက်က10မိနစ်ကို12ကြိမ်ဝင်ထွက်အစုံ12ကြိမ်ရှိတယ်။တန်တားဆို920ရှိတယ်။အကြိမ်မှာ920ရှိတယ်။မလို့မယုံရင်ကိုယ့်အကိုသူးတင်တာလှုပ်ကြည့်ပါရနော်။တပြည့်တော့ဝါသားပါလို့လှုပ်ကြည့်တာရ။အဲ့ဒါဆိုတော့အဲ့ဒီဟာတွေကိုရင်းများလို့တန်တားကြီးတိုင်းဝင်လေထွက်လေနှစ်စုံလောက်တက်ကနေချောက်ဒီနှစ်စုံလောက်ရအောင်လှုပ်လိုက်မယ်ဆိုရင် strap feeling တွေအများကြီးရော့ကြသွားတဲ့ရှိပါတယ်။လုံးဝအတွေးတွေကိုမဝင်စေနဲ့စိတ်တွေမပြန့်စေနဲ့ လုံးဝစိတ်ကိုရှင်များတို့ကုစားပေးတာဖြစ်သွားလိမ့်မယ်မပင်မတော့နော်ဒါတခု နောက်နံပါတ်2ကဘာလို့လဲ physical exercise လုပ်လိုက်တဲ့အခါအာယုံလေးတွေပြောင်းသွားတဲ့အတန်ရှင်လက်သက်တဲ့နေရာမှာပြေးလိုက်လွှားလိုက်အာကစားလေးလုပ်လိုက်တဲ့အခါကျတော့လူက power balance ဆန်းသွားတယ်ဘယ်လောက်ပင်မမချင်းလေးကောက်ခတ်လိုက်တယ်ဘောလုံးလေးကောက်ကန်လိုက်တယ်ဆိုတာမျိုးပေါ့နော်လမ်းလေးရှောက်လိုက်တယ်လမ်းရှောက်ရင်စကားလေးပါလေးပြောလိုက်တော့မေ့ပြောက်သွားဒီလိုမျိုးဖြစ်သွားဒါအာကစားလုပ်တာ physical exercise လုပ်တာကလည်းစိတ်ဝိသီမှုကိုကူစားတဲ့တက္ကနိတစ်ခုပါပဲနောက်တစ်ခုကဘာလဲ အာ nature သဘာဝနဲ့အဲတွေးထိတာပေါ့ဗျာသဘာဝနဲ့တွေးထိလိုက်တာ ਨੇ ဒါကြောင့်မြတ်စွာဘုရားရှင်ကျတော့အမြဲတိုးထဲမှာနေရတာပို့ပြီးတော့သဘောကြလူထဲမှာအလုကိသလွဲရင်ဘုရားကိသမရှိဘူးဆိုရင်တိုးထဲမှာပဲဒါကြောင့်တုံညာကရံဘောဟိထတတန်တစိတ်တတယောဂီနော်ဆိုတာတန်တစိတ်တဖြစ်ဖို့ကတုံညာကရဖြစ်ဖို့လို့လေတုံညာကရက တပည့်တော်ထူးကြီးဆရာတော်ဗျာကြီးရတဲ့တုံညာကရကိုကာမဂုဏ်အာယုံ၅ပါးစိတ်တဲ့နေရလို့ပြောတယ်အဲဒါဒါပိုးကြိုက်တယ်ကြီးအသင်တဲ့ယုံလေးနေမဟုတ်ဘူးစားစရာလည်းအနာမှာမရှိမှဟုတ်လားဝိဇ္ဇာတွေလည်းများမနေမှကြည်စရာမြင်စရာတွေလည်းမများမှအဲအဲဟုတ်တယ်ရှင်များတို့ဖုန်းလေးတစ်လုံးနဲ့တောထွက်ကြည့်ပါလားစင်ပြေလားအင်တာနက်လိုင်းမမိတာနဲ့ကိုဒုက္ခများတယ်ဟိုနဲ့တော့တိုင်လဲတရားတိုင်ပြမှာမဟုတ်ဘူးဟဲ့အဲတရားထိုင်တဲ့အကြောင်းလေးအင်တာနက်ကတင်ရင်သေးတယ်ကဲခတ်ဘူးလားတကယ်တရားထိုင်ရင်အင်တာနက်တင်ရင်ရပါဘူး ဒိဗေမရှိတာရှင်မြိုင်အဲလိုင်းမကောင်းတော့စိတ်ကရှည်တယ်အဲ့ကြိုင်ပါ VPN ကိုတမျိုးတမျိုးပြောင်းချိန်ပြလာတရားထိုင်နေပါလေပေါ့ဩတရားတော်ရအောင်ပါဒီတော့ဩလိုပဲပြောပြောနေပါဗျာနော်သဘာဝနဲ့တွေ့ကြည့်တယ်ဒီတော့လူလောက်ထားတဲ့ဟာတွေမဟုတ်ဘူးလူလောက်ထားတယ်မှာသဘာဝတရားနဲ့တွေ့ကြည့်လိုက်တာနဲ့ဒီတော့ကအဖြစ်လာ relax ဖြစ်သွားတယ် အဲ့ဒါလေးတွေဒါကြောင့်ခင်ဗျားပြန်လုပ်ငန်းရှင်ကြီးတွေဒါငားလေးထွက်မြတ်လိုက်ပင်လယ်ထဲထွက်လိုက်ဘီချ်တွားလိုက်ဆိုတာမျိုးတွေပေါ့ဒါသူတို့ကလုတ်တက်တာဟုတ်ဗျာကဲနောက်တစ်ခုပါလဲ socializing လုပ်တယ်လူတော့တိုးတယ်လူတွေနဲ့စကားပြောတယ် social media သုံးတယ်ဒါလည်းတစ်ခဏပဲကောင်းကြာလွန်ရင်တော့ကိုယ့်အခြေအနေတအားကုန်သွား socialize လုပ်တယ်ဒါပေမဲ့ဒီတော့တစ်ခုပြောမယ်နော်ကိုညီကိုတွေလိုသဘောထားပြီးပြောတာပါဒီတော့ဆရာလုပ်ပြောတာဘုန်းကြီးတွေအဲ့လူတွေပြောသလိုလူတွေရေးသလို့ လိုက်လက်ရေးတာပြောတာတော့မကောင်းဘူးဗျလူတင်သေးခံရတယ်အဲ့လိုင်းပေါ်တက်ပြီးတော့ရင်ထဲကဘလို့ဖြစ်တယ်ဆိုတော့သမီးသားကိစ္စလိုလိုဘာလိုလိုဘသူနဲ့မကျင်းတဲ့ဒါလိုလိုဘာလိုလိုရှောက်မပြောနဲ့အဲ့ဒါ social brandy လို့ခေါ်တယ် social brandy အဲ့ social brandy ဘလောက်ကြောက်စရာကောင်းလဲအရှင်မြတ်လွန်ခဲ့တဲ့နှစ်ဆယ်နှစ်လောက်ကတင်ထားတဲ့ဟာမျိုးဖြစ်ရင်လေအရှင်မြတ်တင်ထားတဲ့ဒီဟာကိုမှတ်ထားမှာပဲ ဟုတ်လားအချက်လက်တွေရှာခြင်းရင်မြတ်ပေါ်လာလိမ့်မယ်အပုတ်တွေကဖော်ခြင်းလွဲတယ်ဖော်ခြင်းလွဲတယ်အဲ့ဒါဒီ social branding တိစောက်တဲ့နေရာမှာ digital brand လို့လည်းခေါ်တယ် social brand လို့လည်းခေါ်တယ်ပျော်စရာလည်းမတင်နဲ့ကြီးစရာဟာပဆိုပြီးတော့လူတွေထင်သေးနိုင်တဲ့သကလုံးမျိုးတွေကိုလူချင်းချင်းပြောတဲ့သကလုံးမျိုးဘုံကြီးချင်းချင်းပဲရည်သားဖြစ်နေတာလို့လို့ဘာလို့လို့တချို့အမျိုးမျိုးလျှောက်တင်တာအဲ့ဘုံကြီးကအချောက်ဖြစ်တော့တာလို့လို့ဘာလို့လို့မနေရပဲတွေ့တယ်ဘုံကြီးကဘာသူကြောင်းတော့မသိဘူး အမကောင်းဘူးကွက်ကိုတိတာတိတာတဘောသဘာဝဘောဗျာထားလိုက်တော့နော်ဒါပေမဲ့အဲ့ဒီဟာတွေကိုရှော့ရှော့ပြီးတော့မတင်ကြပါနဲ့ပုံရိပ်ထိပါလေကျမတို့ပြင်ပြင်ပမှာကိုခန်းတဲ့ကိုကိုနေရာနဲ့ကိုနော်ကိုလွတ်လပ်မှုနဲ့ကိုကြိုက်တယ်လို့နေဒါကိုပြစ်ကိုခံပေါ့ဒါပေမဲ့ social brand ဒီဆောက်တဲ့နေရာမှာတော့ဒီလိုတို့ကအဖွဲ့အစည်းနဲ့ဒီဆောက်တာဖြစ်ပါတယ်ဘုန်းကြီးဆိုတာနောက်ကျမတို့ဂရုံးထုတ်ထားရင်ဂရုံးတိုင်းပေါ်မှာတာဝန်ယူရ အဲ့ဒီအတွက်ဒီပြောတော့ social brand ကိုတော့သူ queue site ပို့လို့တယ် socialize လုပ်တယ်ပေါ့လူရောတိုးတယ်လူတွေလည်းသကားပြောတယ်ခုနပြောတယ်ယင်ဖွင့်လိုက်တယ်ဆိုတာမျိုးလေးတွေပေါ့အဲ့ဒါဆိုတော့လူတက်တာတော့လာရှိတယ်တို့ပေါ့ဒီပြီးတော့အဲ့ဒီဟာကိုတော့ social ကိုတော့နည်းနည်း queue site ပြင်မလူမှတယောက်ချင်းပြောတာကတို့အဖွဲ့စည်းနဲ့ပြောတာသိပ်ပြန်တာမရှိပြီမဲ့ line ပေါ်တင်လိုက်ယူတော့အဲ့ဒါတော့မှတ်ထားတာယူ screen shot လို့တွေ့လားဘုံကြီးကဟို iPhone 3လို့တို့ကား3လို့တို့ MacBook 3လို့တို့အဲ့ဒါတပီတော့လူတဲ့ဟာတွေဆိုရင်မတင်ပါဘူး ီတော့လှူတာလည်းမတင်အောင်သူများတပီတော့လှူတာလည်းမတင်ပါအောင်အသုံးလို့လို့ဒါတွေကသုံးနေဟာလေလေကြွားစရာမှမဟုတ်တာသူများပေးဆံကန်းစားနေရတဲ့လူတွေရှင်များတို့ထင်ကြီးနေနေတယ်သူများပေးဆံကန်းစားအဲ့ဒါသဘောပေါက်ထားရင်ရတယ်ဘုရားရှင်ကပြည်စည်းလေးပါဟာတကားတကားနေနဲ့ဆက်ဆက်နေတယ်လို့နေတိုင်းစင်စားအဘိနာသုံးမှာမပြောဘူးလားငါရဲ့အသက်မွေးမှုဟာတကားတကားနေနဲ့ဆက်ဆက်နေတယ်ဘာများကြွားစရာရှိလို့တော့ရှင်များတို့အကြီးရတာအကြီးပေးတာကဲဆံရတာလား ဒါပဲအဲ့ဒါဆိုရင်တော့ရှင်များတို့ကြွားမနေနဲ့အဲ့ဒါအန္တရာယ်များတယ် socialize မှာ queue site ဖို့တခြား gain နောက်တစ်ခုပါလေအဲဒါတော့ပန်းရံလေးတွေရှူချရတယ်ရှင်များတို့ကြိုက်တဲ့ပန်းရံစပယ်ပန်းရံလေးတွေပါလေဖြစ်မဲ့တန်ခါတန်ခါကြမှာတော့သူက lavender လို့ပြောတယ်အဲ့ပန်းရံလေးရလိုက်တယ်ရရအခန်းထဲမှာဆိုရင် lavender ပန်းအနအတုပေါ့ဗျာအစ်စ်တော့မဟုတ်ဘူးဈေးသိပ်ကြီးတယ်အဲအဲ့ဒါမျိုးလေးတွေနဲ့ရှူရှိုက်လိုက်တယ်ဆိုရင်လည်းဒါ fresh ဖြစ်သွားတယ်ပေါ့နောက်ဆုံးတစ်ခုကတော့ရှင်များတို့ကြိုက်ဆုံးဖြစ်မဲ့ထင်တယ်ဘာလို့ဗျာ ကောင်းကောင်းစားရှယ်ပဲစိတ်ပြီးဒီမူကလေဒါငကြီးကြပြလိုက်အဝကြပြလိုက်နောက်နေ့မသားရင်နေပြီအဲဒါလိုမျိုးပြင်ပြမယ်ကောင်းကောင်းစားမယ်အာဟာရပြည့်တဲ့ဟာတွေစားအဲ့ဒါဆိုရင်တော့ဗာပြလိုက်အဲစိတ်ပြီးဒီမူတက်တာသွားမယ်လေနော်နောက်တစ်ခုက procrastination အဲ့အချိန်မစွဲပါနဲ့တဲ့အနောက်နေ့လောက်တာပေါ့အနောက်နေ့ရတာပဲနောက်အချိန်နေအများကြီးကျန်နေတယ်အေးစင်းနောက်အချိန်လည်းကတ်သွားရော မပြီးတော့ဒီလိုတွေဖြစ်သွားအဲ့ဖိအားတွေပိုမများဘူးလားအဲ့တော့ပုံမှန်လောက်သွားကာလောကတ္တိဘုရားတွေအချင်းကလူတိုင်းကိုသရဝတိုင်းကိုခဲစားနေတယ်ယန္တာမဖြစ်သေးဘူးအချင်းကိုပိုင်တဲ့လူတယောက်မှမရှိဘူးယန္တာတွေကတော့အချင်းပိုင်သွားပြီအဲ့တော့ဒီလိုတော့အချင်းကိုစနေတကြသုံးတက်ဖို့ဒါအရေးကြီးပါလေအချင်းဆွဲလိုက်ရင်ဒီလေးဖြစ်သွားတာနဲ့များဒီလိုတော့အလုတ်ဖိအားတွေတာဝန်ဖိအားတွေများလာဖို့ရှိတယ်အဲ့အတွက်ဘာလို့အောင်ဆိုနေ့စဉ် to do list နေ့စဉ် ဘာအရေးကြီးတယ်လဲဆိုတာအိတ်အိတ်ပြီဆိုတာအိတ်ခံနေပြီဆိုတာမနက်ဖန်ဘာတွေအရေးကြီးလဲလုပ်ငန်းမှာအရေးကြီးဆုံးဟာတွေကိုအရင်ဆုံးထားမယ်ဒါမနက်ဖန် time management ကြောက်ပါမယ်ဒီလောက်လေးပဲနော်အဲ့တော့နောက်ဆုံး slide အနေနဲ့ဒီလိုပါ a negative mind will never get you a positive life အဆုံးမြင်စိတ်နဲ့တော့အကောင်းမြင်ဘဝကိုဘယ်လိုမှမတည်ဆောက်နိုင်ဘူးအဆုံးမြင်စိတ်တင်တဲ့ဘဝအကောင်းကောင်းမရနိုင်ဘူးလို့ပြောတာအောင်မြင်တဲ့ဘဝဆိုတာလည်းမဖြစ်နိုင်ဘူးအဲ့ဒါဆိုရှင်ပြတို့အကောင်းမြင်စိတ် ဖြစ်ဖို့ဆိုရင်တပည့်တော်တို့ကစိတ်ထဲမှာဖိအားတွေလွန်ကဲမနေဖို့လိုတယ် stress တွေ depression တွေများနေတော့ကိုယ့်ကိုအမြဲတမ်းအဆိုးမြင်နေမှာအဆိုးမြင်တဲ့စိတ်တွေနဲ့ကျင်လဲနေတယ်ရတော့အကောင်းဘဝဆိုတာဘယ်လိုမှယုံမထနိုင်ဘူးဆိုတာသိကြတယ်အဲ့ကြောင့်ဒီလိုတော့အကောင်းမြင်စိတ်တွေဖြစ်အောင် stress တွေကိုနည်းနည်းများနည်းအောင်နေစဉ်ဒီ stress reduction တွေကိုလုပ်ဖို့လိုပါတယ်။အဲ့ဒါဆိုရင်ဒီလိုတော့အောင်မြင်ပါပါ။ဒီနေ့တော့ဒီလောက်ပါပဲ။